ကျွန်တော်ရဲ့မိတ်ဆွေခွန်ရသားသမီးတွေအားလုံးတို့2025ခုနှစ်ဒီဇင်ဘာလ12ရက်ပိုင်းတို့ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေတရွေ့တရွေ့နဲ့လတွေပြောင်းလဲလာတာဆိုလို့ရှိရင်ကျွန်တော်တို့2025ခုနှစ်ကနောက်ဆုံးနှုတ်ဆက်ရမယ့်ဒါလတလားတွေကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့တွေเนาะဒီ7လပိုင်းမှာဆိုလို့ရှိရင်ကံကောင်းဆုံးနေနံအဲ့တော့ဘယ်နေနံလေးတွေကကံကောင်းနေသလဲကံနေမြမနေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံတင်းတင်းနေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံညက်နေသလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေးတဲ့သူတိုင်း share လေးတွေเนาะနှိပ်ပေးသွားပါအောင်လို့ကျွန်တော်အနေနဲ့ပြောကြားခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီ7လပိုင်းမှာเนาะ အဲ့တော့ကံတရားနေနေနဲ့เนาะခုနကကံကောင်းခြင်းတွေရရှိနေတဲ့နိဗ္ဗာန်၃ခုရှိပါတယ်အဲ့ဒီနိဗ္ဗာန်ပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့စနေတောက်ကြတနင်္လာသာသမီနိဗ္ဗာန်ပိုင်ရှင်လေးတွေကတော့ဒီ၁၂ဝိုင်းဆိုတဲ့တလတာမှာကံစာတာတွေနေနဲ့ကောင်းမွန်ပြီးတော့ကံနေနေနဲ့မြင်းမာနေပြီးတော့မိမိတို့ရဲ့ကံစာတာနေနဲ့ကမိမိစ조사ရင်စ조사တယ်လို့ထိတ်တန်းကိုရောက်ရှိနိုင်တဲ့နိဗ္ဗာန်ပိုင်ရှင်လေးတွေပဲဖြစ်ပါတယ် အဲ့တော့ဒီစန္ဒလာပိုင်းတလားတာမှာဆိုလို့ရှိရင်ငွေကြေးလက်လာပါဆုပ်လက်စမ်းလက်ကံတွေလည်းပွင့်နေပြီးတော့မိษွေတို့အနေနဲ့ဒီစန္ဒလာပိုင်းတလားတာမှာဘာကိစ္စကိုပဲလှုပ်လို့မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လှုပ်ဆောင်တတ်မယ်ဆိုလို့ရှိရင်ဒီစန္ဒလာပိုင်းတလားတာမှာစနေတောက်ကြာတနင်္လာသားသမီးမိษွေတွေကတခြားနေ့နံနေနဲ့စားလို့ရှိရင်သူတို့အနေနဲ့ပိုးပြီးတော့အစဉ်ပြေတာမျိုးတွေအောင်မြင်ခြင်းတွေကြုံရမယ်နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါ တယ်အဲ့တော့ကျွန်တော်တို့ဒီ7လပိုင်းတလားတာမှာဆိုလို့ရှိရင်ကံဒီအနေနဲ့အကောင်းဆိုးတွေဒွန်တွဲနေတဲ့ဒါနေနံပိုင်ရှင်လေးတွေကတော့ကြာသာပရိသာသမီဗုဒ္ဓဥသာသမီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီ7လပိုင်းတလားတာမှာအကောင်းနဲ့အဆိုးနဲ့ဒွန်တွဲနေတတ်တဲ့ ဲ့တော့ဇာတာပရိဗုဒ္ဓဥသာသမီမိတ်ဆွေတို့အနေနဲ့ကဒီ12လပိုင်းတလားတာမှာမိတ်ဆွေတို့ရဲ့ဒီအာယုံ အတွေးတွေစိတ်ကူးတွေထဲမှာအမှန်နဲ့အမှားကို မခွဲခြားတတ်ဖဲနဲ့အဖြူကို အမဲအမဲကိုအဖြူထင်းပြီးတော့ကောင်းတဲ့သူကိုမကောင်းမှုထင်တတ်တယ်အဲ့တော့မကောင်းမှုထင်တဲ့သူကိုကောင်းတဲ့ထင်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘာကိစ္စတွေကိုပဲလှုပ်လှုပ်မိမိတို့ရဲ့ဒီအတွေးစိတ်ကူးတွေက လွဲချော်နေတာမျိုးလေးတွေကြုံရတတ်တဲ့အတွေးတွေနဲ့ပတ်သက်ပြီးတော့အယူဆတွေလွဲမှားနေတာမျိုးလေးတွေရင်ဆိုင်ရတတ်တဲ့အဲ့တော့ကျွန်တော်ရဲ့ဒီဂျာသာပရိသသမီးဗုဒ္ဓဂုသသမီးတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ12လပိုင်းတလားဒါမှဘာကိစ္စကိုပဲလှုပ်လှုပ်မိမိရဲ့ဒီအတွေးတစ်ခုတည်းနဲ့မဆုံးဖြတ်ဖဲနဲ့မိမိနဲ့ခုနကရင်းနှီးတဲ့သူတွေကို တိုင်မင်နှီးနှောပြီးတော့ခုနကရင်ဖွဲ့နာမျိုးလေးတွေခုနက တိုင်မင်နာမျိုးလေးတွေလောက်မယ်ဆိုလို့ရှိရင်တော့ဒီကြာသာဝတီဗုဒ္ဓဟူးနေနံပိုင်ရှင်လေးတွေအနေနဲ့ကတော့ခုနကတော့အញ្ញံလေးတွေနည်းနည်းတော့ဒါရောနေသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းဒီဇင်ဘာလတလတာမှာကျွန်တော်တို့ကံ အနေနဲ့ကြည့်မယ်ဆိုရင်အညံပိုင်းကိုသွားနေတဲ့နေနံနှစ်ခုရှိတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့အင်္ဂါတနင်္ဂနွေသာသမီနေနံပိုင်ရှင်လေးတွေကတော့ကံတရားအနေနဲ့အစအစအရာရာတရီထားပြီးတော့နေထိုင်ရမယ်ဒါလာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအင်္ဂါတနင်္ဂနွေသာသမီနေနံပိုင်ရှင်လေးတွေကတော့ကံကိုပုံပြီးတော့ကံကိုယုံပြီးတော့စူးပုံနေတဲ့အလုံးမျိုးတွေကိုလှုပ်ဆောင်တာမျိုးတွေတွေးတောတာမျိုးတွေစင်ချင်းတင့်ပါတယ် ဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ12လပိုင်းတလားဒါမှာအတားစီအခက်ခဲတွေတခြားနေနံနေနဲ့စားလို့ရှိရင်ပိုးပြီးတော့များစွာရင်ဆိုင်ပြီးတော့ကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေလေးတွေကတော့ဒီ12လပိုင်းတလားဒါမှာဘာအလုပ်ကိုပဲလုပ်လို့ခုနကတော့မိမိရဲ့ခုနကတော့တချို့တွေရှိတယ်ပေါ့နော်ကိုကံကိုယုံနေဘာညာပေါ့နော်ဒါမျိုးတွေခုနကတော့တယူတန်အတွေးမျိုးတွေ ခုနကတယူတန်ခုနကစိတ်တွေနဲ့လှုပ်ဆောင်တာမျိုးလေးတွေကိုစင်ကျင်တက်มาတယ်အဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲခုနကနေနံတစ်ခုချင်းစီလိုက်ပေါ့เนาะကျွန်တော်ရဲ့ခုနှစ်ရက်သားသမီးမိတ်ဆွေတွေအတွက်ကိုကျွန်တော်ဟောစရမ်းနေလည်းပဲအစင်လိုက်ကျွန်တော်တင်းပေးသွားมาပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ ခဏရသသမီးမိတ်ဆွေတွေအားလုံးပေါ့နော်ဒီ12လပိုင်းတလတာမှာအဆိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားတွေနဲ့ပြည့်စုံပြီးတော့စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေငွေချင်းတွေနဲ့ပတ်သက်ပြီးတော့လဲရှာရဖွေရတာတွေလွယ်ကူပြီးတော့မိမိတို့လောက်ကင်နေတဲ့အလောက်ကင်တွေလည်းပဲအစဉ်ပြေချောမွေးကြပါစေလို့ကျွန်တော်စူတောင်းမြစ်တာပို့သားရင်ကံကောင်းဆုံးနေတန်လေးတွေရဲ့အကြောင်းဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံသက်ပါတယ်အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်